အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ So Real Madrid အသင်းရဲ့နီးပြ Javi Alonso ကအခု La Liga မှာရှုံးပွဲတပွဲပဲရှိတယ်ပြိုင်ပွဲဆိုအားလုံးမှာသူတို့ဆက်တပွဲမှာတပွဲပဲရှုံးထားတဲ့အချိန်မှာ Real Madrid ကတောက်လျှောက်ကိုခြေစွမ်းပြတယ်၁၀ပွဲနိုင်တပွဲရှုံးဖို့အဲ့ဒီနေရာမှာအခု Ju Balingan ကသူ့ရဲ့ position နဲ့ပတ်သက်လို့နေတော့နီးပြ Alonso ကိုတိတ်တဘောမကျတဲ့အခြေအနေမျိုးဖြစ်တယ်တကယ်ပဲ Ju Balingan အရန်ဖြစ်သွားဖို့ အနေထားမျိုးရှိလားအခုကဗျာဝီမတွစ်ကဘယ်လိုလဲဆိုတော့ဂျူပါလင်ကမပါတဲ့ကစားကွက်နဲ့သူတောက်လျှောက်အစဉ်ပြေနေတယ်အဓိကကဂျူပါလင်ကရဲ့ကစားတဲ့နံပါတ်30ရို့မှာအာတာကူလာကိုတုံးတာဆိုတော့တချို့ကောင်တွေကအာမင်းဖြစ်နိုင်ပါမလားဂျူပါလင်ကကိုအရန်ထားပြီးတော့မတွစ်သွားမလားဟိုတနေ့ကနောက်ဆုံးကစားသွားတဲ့ဘွဲမှာလည်းဂျူကိုသူအရန်ပါပဲတုံးသွားတယ်တချို့ဘွဲတွေမှာသူ့ကိုတုံးတာမှန်ပေမဲ့အခုလောလောဆယ်မှာဟုတ်ထားပါတော့သူရဲ့ပခုံးတိုင်ကခွဲစိတ်ကူတာမှုက fully fit မဖြစ်သေးတာလေပါကောင်းပါနိုင်တယ်ဒါပေမဲ့အခုဒီ ဒီ Spain သတင်းစာတွေဖြစ်တဲ့ Marker တို့ AS မှာဖော်ပြတာဗောလေအခု Marker မှာဖော်ပြတဲ့ report မှာဆိုရင် Jude Bellingham က Javi Alonso ရဲ့ decision ကိုစပြီးတော့ question ထုတ်နေပြီအခုက Jude ရဲ့လို့မဟုတ်ဘူးเนาะသူ့ရဲ့ညီဖြစ်တဲ့ Jude Bellingham လဲ Nico Kovac က Borussia Dortmund မှာသူ့ကိုလုံးဝမသုံးဘူးသူလဲလုံးဝပောက်ကွဲနေတယ်အခုဆိုရင်သူလဲထွက်မယ်တကယ်ကဖြစ်နေချိန်မှာ Jude Bellingham ကတော့မထွက်ဘူးဗျာသိကြတယ်ဒါပေမဲ့သူ့နေရာက undisputed first try မဟုတ်တော့ သူ့အတွက်စဉ်းစားစရာ option ရှိလာတယ်ဆိုတဲ့ပုံစံမျိုးအရင်တော့ဆိုရင်ဗျာကျူပါလင်ကန်ကိုထုတ်လို့မရဘူးဘယ်မှတွေ့ကဒါပေမဲ့အခုက undisputed ပုံစံမဟုတ်တော့ဘူးဘာလို့ဆိုသူ့အတွက်ကသူ့နေရာမှာငါအာဒါဂူလာကိုထားရင်ရပါတယ်ဥပမာကျွန်တော်တို့ဘယ်လိုပုံစံမျိုးဆိုတော့ real madrid မှာအရင်တော့ javi လုံးဆိုကစားမဘွားမှာအဲ့လိုအစင်လာရှိခဲ့တယ်ဘာလဲဆိုတော့သူတို့ ricardo kaka ကို ac milan ကနေသူတို့ခေါ်လိုက်တယ်ခေါ်လိုက်တဲ့အချိန်မှာအစပိုင်းမှာတောက်လျှောက်တုံးနေတယ် morinho က ၃နေရင်တာလန်ထဲမှာခက်ခါ injury ဖြစ်သွားတဲ့အချိန်မှာမက်ဆက်အိုဇီကိုသူပြောင်းသုံးတယ်။အဲ့မှာ အိုဇီရဲ့တောက်လျှောက်ကောင်းတော့ဘာဖြစ်သွားလဲဆိုတော့ခက်ခါလုံးဝအရန်ဖြစ်သွားပြီးတော့ရယ်မက်ဒရစ်မှာရော်နယ်ဒိုနဲ့အိုဇီနဲ့ဘန်ဇီမာတို့အိုက်တိုက်စစ်တို့ကလုံးဝအလုပ်ဖြစ်သွားတယ်။နောက်ဆုံးဘာဖြစ်သွားလဲ။နောက်ဘာဖြစ်လဲ။အိုဇီထွက်သွားတော့မှနောက်ခက်ခါလည်းနောက်ဆုံးအသင်းပြောင်းသွားတဲ့အထိဖြစ်တယ်။ဘာလို့ဆိုတော့တကယ်ဆိုခက်ခါ big name player ဘာလွန်ဒေါဆူရှင်ဒါပေမဲ့မထင်မှတ်ပေးနေတဲ့သူ injury ဖြစ်ပြီးပြန်လာတဲ့အချိန်မှာ အဲ့မှာအတင်းကရတန်မိနေတဲ့အချိန်မှာအိုဇေးနဲ့တောက်လျှောက်အလို့ဖြစ်တော့အိုဇေးကိုတောက်လျှောက်သုံးတယ်တောက်လျှောက်သုံးတယ်နောက်အိုဇေး52တန်းနဲ့အာဆင်ကိုရောင်းလိုက်တော့မှဂရက်ဘေးရောက်လာတယ်အဲ့အချိန်ကကလည်းမရှိတော့ဘူးကျွန်တော်ပြောချင်တဲ့အချက်ကဒီပြတွေကသူတို့ရတန်မိနေတဲ့သူတောင်းတော့မပြောင်းဘူးဗျအခုကျွန်တော်တို့ကအစီစာအစခွေတာကိုကြည့်ချက်စီကအဲ့ချင်းအက်ရှလီကိုအင်ဂျူရီဖြစ်တဲ့အချိန်မှာစီစာအစခွေတာကိုအဲ့ဘေဘချမ်းမှာမော်ရီညိုကဆန်းတုံးတာနောက်ပိုင်းကျတော့လုံးဝကိုချိမှန်နေလို့ဆိုပြီးတော့အဲ့ကောင်ကိုလုံးဝတုံးပြီးတော့အက်ရှလီကိုအောက်ချလိုက်တာအဲ့မှာအက်ရှလီကိုနောက်ပိုင်းမှာ နားသွားတဲ့အထိဖြစ်သွားတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒီချက်ကိုကျွန်တော်ပြောချင်တာဆိုဂျူပါလင်ကနေရာပျောက်ဖို့မပြဘူးဒါပေမဲ့သူ့ရဲ့နေရာလုံးဝ under threat ဖြစ်သွားပြီ100%ပွဲတိုင်းကိုသူ first try ပုတ်တော့တဲ့သဘောတရားပဲဒါပါတော့ဒီပွဲကသူနဲ့ဆုဖြစ်တယ်ဆိုရင်ဂျာဗီလွန်ဆိုကသူ့ကိုတော့မယ်ဟိုပွဲကအာဒါဂူလာနဲ့ဆုဖြစ်ရင်အာဒါဂူလာကိုတော့မယ်အဲ့လိုပုံစံမျိုးအခုဒါဒီမာကာရဲ့ report ရဆိုရင်ဂျူပါလင်ကသူ့ရဲ့ position နဲ့ပွဲထွက်ခွင့်အတွက် Madrid ရဲ့ line နဲ့နီးပြအလွန်ဆိုဘောကိုစပြီးတော့ question ထုတ်လာတယ် သူ့အနေနဲ့အခုလောလောဆယ်နေထားမှာဘာဖြစ်လဲဆိုဂျာဗီလွန်ဆိုကလည်းဂျူပါလင်ကန်အတွက်အကောင်းဆုံးနေရာကိုရှာဖို့သူတိုင်ပတ်နေတယ်။ဘာလို့ဆိုတော့ဘေဘချန်းကဗီနီရှက်ပြားအလေက၁၀ရူကအာဒဂူလာထားပြီးအထောင်ကအန်ပတ်ပေးမှာညာဘက်တစ်ချမ်းပဲရှိတယ်။အဲ့ညာဘက်ချမ်းကအာဒဂူလာကိုထားရင်လေအာဒဂူလာရှိကအကောင်းဆုံးပုံစံသူတို့မရနိုင်ဘူး။ဆိုအာဒဂူလာရဲ့အကောင်းဆုံးပိုဇိုရှင်က၁၀ရူမှာရှိတာ။၁၀ရူမှာရှိတာ။အဲ့ဆိုရင်ဂျူကိုနံပါတ်၈ရူချရအောင်လေဘေဗာဒီနဲ့ရှော်မာနီကိုသူတရားအောက်ပါ ဆိုတော့သူ့မှာ option ကတော်တော်လေးကတ်တယ်ဆိုတော့ကွင်းလည်းကသူကစိုးမိုးထားနိုင်တဲ့လုတ်အားကောင်းတဲ့ Velvardi နဲ့ဒီ Schwermani ကိုတုံးမယ်ဆိုရင်တစ်ဆယ်ရိုးတွက်တယောက်ပဲကျန်ပြီ Artagula နဲ့ Jum နဲ့ဆိုတော့တကယ်လို့ Artagula ကိုညာပို့လို့ရှိရင် Mastan Tuno တို့ဒါ Rodrigo တို့နောက်တစ်ဖက်က Brahim Diaz ဆိုတဲ့လုံးဝ chance မရှိတော့ဘူးဆိုတော့အဟိုဘက်ချက်မှာညာဘက်ချက်မှာပြုံနေမှာဆိုတော့သူ့မှာတိုင်ပတ်နေတာ ဂျူပါလင်ကန်တို့ကအကောင်းဆုံးဖြစ်မဲ့နေရာကိုသူပြန်ပြီးရှာတယ်။ဒါဆိုအာဒါဂူလာမထင်မှတ်လောက်အောင်ချင်းတော့အခုလက်ရှိရယ်မက်ဒရစ်အသင်းမှာဗျာအမ်ဘပေကနံပါတ်1ဆိုအာဒါဂူလာကနံပါတ်2ပဲ။အသင်းမှာအရန်အာဂူရဲ့နောက်ကဆာရက်ဆိုတဲ့ချက်တိတ်လေးရှိရဆိုဂျူပါလင်ကန်ကသူ့ရဲ့ starting line position တို့ကစပြီးတော့ question ထုတ်နေတဲ့အချိန်မှာအလွန်ဆိုလဲပွဲထွက်ခွင့်တို့ကဂျူကိုဘယ်နေရာမှာတော့အောင်လဲခေါင်းစားစရာဖြစ်နေပါတယ်။အလွန်ကျေးဇူးတင်ပါတယ်။